အားရနေပါပြီအားနေပါသူတို့တွေအကုန်လုံး smoke ဖြစ်ဖို့တို့အဲမမားအောင်တို့ဟိုတန်ရှင်မဖြစ်အောင်တို့တောက်လျှောက်လိုက်ပြီးတော့ moment နေရပါဘို့အခုစဉ်းစား moment နဲ့အဆင်ရောက်သွားပြီဆိုတော့ အာရနေတဲ့အဆင့်ကိုရောက်သွားပြီနော်အာရရဲ့ state ကိုလည်းရောက်သွားပြီအဲသူတို့အာရနေပါပြီ100% ready ဖြစ်နေပါပြီဟုတ်ဒါမဲ့လည်းသူတို့ရဲ့လိုအပ်ချက်လေးတွေပေါ့ရှိနေတဲ့လိုအပ်ချက်လေးတွေတော့ထပ်ပြီးတော့လိုအပ်ချက်ဆိုတာမဖြစ်လာအောင်အားနေချက်ကနဲ့အားသာချက်ကိုတော့ထပ်ပြီးဖြည့်နေရပဲနေ့တိုင်းအရုံးနေဟုတ်ကဲ့ညီမကတော့အာ Miss Universe ပုံပေါ်ကူစားပြုလာမယ်ကိုတုံ့ဆက်ဖြစ်ပါလိမ့်ရှင့်အာဇလိုင်းကတော့ Miss Universe May 2 2025ဘန်ဇလိုင်းဝတ်ချက်ဖြစ်ပါတယ် မင်္ဂလာပါရှင်ညီမနာမည်ရမိုင်းအစ်ဆန္ဒအောင်ဖြစ်ပါတယ် Miss Universe မြန်မာဖလန်းကိုစားပြုဖြစ်ပါတယ်ရှင်အရင်နေနေပြီ10ရက်ကျော်ပဲလို့ပြောရယ်နော်အဲ့တော့အားရနေပါပြီအားနေပါသူတို့တွေအကုန်လုံး smooth ဖြစ်ဖို့တို့အဲမမားအောင်တို့ဟိုတန်ရှင်မဖြစ်အောင်တို့တောက်လျှောက်လိုက်ပြီးတော့ moment နေရပေါ့အခုစဉ်းစား moment နဲ့အဆင့်ရောက်သွားပြီဆိုတော့အားရနေတဲ့အဆင့်ကိုရောက်သွားပြီနော်အားရတဲ့ state ကိုလည်းရောက်သွားပြီအမ်ဘယ်လောက်ထိ confident ဖြစ်နေပြီလဲဆိုတော့အဲ့လွန်ခဲ့တဲ့အမ် နှစ်ပတ်ကျော်လောက်ထိရတော့ကိုယ့်ကိုအားမရသေးဘူးပေါ့နော်ကောက်ဝပိုင်းရောတခြားအာ Q&A ရော speech အပိုင်းတွေရောပေါ့နော်ဒါပေမဲ့အခုကတော့အဲတော်အားရနေပါပြီ100% ready ဖြစ်နေပါပြီဟုတ်ပြီးတော့အစပိုင်းကတော့အကိုလျှောက်တဲ့ media company တွေကျတော့ဘာမှဟိုထရိနီးရပြန်မရှိသေးဘူးဒါပေမဲ့အနေလျှောက်တာကိုယ့်ကိုအားမရခဲ့ဘူးပေါ့နော်အဲနောက်ပိုင်းမှာဆရာဖြူဖြူတက်နေပြန်ထရိနီးတော့ကိုယ့်ကိုအရန် ကော်ဖီတက်လည်းရှိပါတယ်ကိုရှော့တိုင်အဆင်ပြေတာလို့လည်းထင်သွားတယ်ရှင်အစကကျတော့အဲကင်မရာတွေကိုကြောက်မိရပေါ့မျက်နှာ EVC အပြူတိတ်ကြောက်နိုင်ကြောက် expression မချိန်တတ်ဘူးပခုံးနေပါတယ်ခါးရေ over swing ဖြစ်တယ်တော့ hip တွေမတုံးမထားတတ်ဘူးဆိုတော့သူ့ရဲ့ error လေးတွေပေါ့အဲ့ဒါလေးအဲ့ဒါအကုန်လုံးခုလိုဒီလက်မောင်းသွားတာဆိုအကုန်ပြင်ပေးထားရဲ့သူ့ကိုလည်း အဆရာတူရေရတယ်နဲ့ကြောက်လေကြောက်တာပေါ့တော့ကိုကအဲခရကျဘလို့နိုင်လို့ရှိရင်ဆရာဆူမလားဆူမလားကိုပဲတော့အဲဘူးပြောလဲကိုတည်ပြီးဟာနေနေဆရာစိတ်မြခုနေမလားမသိဘူးကိုကလို့လိုက်ရောလုံနိုင်ပါမလားဒီအလှူဆွေစီတွေအများရှိရပါရှင့်ဟုတ်ကဲ့အာကိုကတော့ဆရာတွေကတော့သဘောလေးကောင်းတဲ့ဟာကြောင့်အရင်ရင်းနေတယ်တော့ကောင်းတယ်တော့ကောင်းတော့အရင်အထက်ဘလို့ confidence နေရှိသွားတယ်ဆိုရင်တော့အာအစားဆို ခါမပါဘူးဗောနော်ခါတိတ်မပါဘူးပြီးတော့ခါနည်းနည်းပျောက်တယ်အဲအဲ့ပိုင်းပြီးတော့အရန်ပခုံးတက်တယ်အဲအခုကတော့ပခုံးကတော့တော်တော်ကြာသွားပြီလို့ခံစားရတယ်မဟုတ်လို့ရှင်အဲလမ်းလျှောက်တိုင်းပခုံးမြန်းပါတယ်အခုအဲလမောင်းလည်းနည်းနည်းပါလာပြီလမောင်းပါလာပြီပြီးတော့အဲခါလည်းပါလာပြီပေါ့အဲအဓိကတို့ကတ်ဝါနာပဂျန်ဝေါကနာမတဲကွဲတာပေါ့ဟောသူတို့ဒီပထမကျွန်တော်ဒီကတ်ဝါရှော့တဲ့အခါမော်ဒန်လင်းကတ်ဝါရှော့မှာလားပဂျန်ဝေါကိုရှော့မှာလားဆိုတော့သူတို့မသိဘူး အဲ့တော့အကုန်လုံးကဒီဝေးတစ်ခုလေလို့ထင်နေကြတာအဲ့တော့ပခုံးနေရန်တုံးနေတခိုင်ဆန်ချက်တော့ကိုအရင် swing လောက်တာတွေပောင်ကနေမတော်ပဲဒူကနေတွားကြတာတွေနိုင်ဘူးပေါ့အဓိကအဲ့ဒါတွေအရင်ပြင်ရတာအဓိကသူ technique မရှိနေကြဘူးအဲ့တော့ technique တစ်ခုလေကို form နဲ့ကိုထည့်ပေးလိုက်တာပေါ့ထည့်ပေးလိုက်တဲ့မှာဒီပခုံးနေငြိမ်အောင်တုံးရတယ်ဒီလက်မောင်းကနေလွှဲရတာတွေဒီလက်ရဲ့အစစ်အပိုင်းတွေအကုန်လုံးကိုအချိုးကျတုံးတက်အောင်နေဒီကားပေါ်မှာ balance ဖြစ်အောင် right and love ကိုညီအောင်လုပ်ပေးရတယ်ပြီးလို့ရှိရင်ဒီခြေတော်ရဲ့ swing နေက ဘယ်နေရာသွားလိုက်လို့ရှိရင်တော့ကိုယ့်အတွက်ပိုနေတယ်လူနေရယ်ဆိုတာအထီကိုဟို format ချပေးရတာပေါ့ပြန်ပြီးသူတို့ရောက်လာပြီဆိုရယ် reset ပဲအစနဲ့ပြန်စ reset ချပြီးတော့အဲ့လိုပြန်လောက်ရတာခဏနဲ့ပဲသူတို့သွားလာလှုပ်ရှားနေရမှာလीနော်ဟိုစင်ပေါ်မှာ6လက်မှစီးရမယ်ဆိုမှစင်ပေါ်မှာဒီလို6လက်မှပေါ့တက်လိုက်လို့မရဘူးဒီ6လက်မှနေရအကျွမ်းတဝင်ရှိနေရမယ်သွားလာလှုပ်ရှားနိုင်ရမယ်ဘာလို့ဆိုကိုကဒီအလှပြဆိုရယ်နေရမှာ ဒီဖက်နက်နဲ့အလှပြရတဲ့နေရာမှာလေကိုကကျွမ်းကျင်နေရမယ်လေနော်နှစ်ကပိုင်နိုင်နေရမယ်ကျွမ်းကျင်နေရမယ်သူတို့နှစ်ကအင်မတန်ရေးကြီးရဲ့အဲ့ရထားလိုက်လို့ဟိုအိမ်သာသွားရင်တော့ဖက်နက်နဲ့သွားနိုင်နေရမှာအရင်ကညီမဒီကိုကကိုရှောက်တာရှောက်နေတာကိုဘယ်နာမှားလဲဆိုတာကိုမသိဘူးဗောနော်ခုဆရာနဲ့ဒီ train နဲ့ဒီနေ့နှစ်ရက်ဗောနော်နှစ်ရက် train နဲ့နှစ်ရက်အတွင်းမှာကို ကိုလိုအပ်တဲ့အပိုင်းတွေပေါ့နော်ကိုလျှောက်တာဖုံးလေးပါနေပြီးတော့ဒူးနဲ့လျှောက်နေတယ်အဲ့ဒါမျိုးတွေကအရင်မသိဘူးပေါ့နော်ဒီဒီတရက်နှစ်ရက်အသွင်းမှာတော့အခုတော်တော်လေးအာကိုယ့်ကိုပြောင်းလဲလာရလို့ထင်ပါတယ်ဟာဘယ်လိုခက်ခဲရှိလဲဆိုရင်အမ်မနက်ကတော့စီးနေကြလူတွေမှာပါတယ်။ဘာလို့လဲဆိုတော့အဆူပွဲတွေတွားတဲ့အခါဆိုတော့ဒါ ခုနှစ်စီးရပါတော့ဒါပေမဲ့အဲ6လမ်း9လမ်းမလောက်ထိတော့မစီးဖြစ်ဘူးအဲပထမဆုံးဆက်စီးရဲ့အခါမှာတော့ဟိုရိုင်နေတော့မနိုင်ဘူးဒါပေမဲ့အဲနေတူတူမှာဒီခုနှစ်ပဲအများနဲ့စီးပြီးတော့သွားတယ်အဲအပြင်သွားရင်လည်း6လမ်းမစီးရဲ့ပိုရှင်နေသွားလဲစီးရဲ့အဲပြီးတော့နေတိုင်းနေတိုင်းဒီဟာဒီဖနက်နဲ့ used to ဖြစ်နေအောင်ဒီ heels နဲ့ used to ဖြစ်နေအောင်နေတိုင်းစီးပြီးတော့သွားတော့အာကိုက ဒီဖက်နက်ကိုမပြီးတော့တဲနေကြမလို့ပဲနဲ့ချဲအောင်မလို့ကပ်ပါနေတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်လာရပေါ့နော်တဖြည်းဖြည်းနဲ့ဟုတ်အဲဘုံဘုံမာတဲ့ပေါ့နော်ဆရာကောင်းမြတ်တဲ့အရင်တင်ခဲ့တပြအဲ့ချိန်မှာဆရာကလုံးဝ6လက်မှနေအရင်စီးခိုင်းကြအဲ့တော့ဆိုရင်လည်းမနိုင်ဘူးအအခါခါပြစ်လေတဲ့ဒူးတွေဆိုတော့ရောက်ခဲ့တဲ့အချိန်ပဲကိုကတော့နိုင်ရိုင်နေရတဖြည်းဖြည်းအဲ့အောင်နေ့တိုင်းအဆရာစီမှာညနေတိုင်းဆိုရင်နေနိုင်အောင်လို့အမြဲရင်းနေပါရင်းနေတော့တော့အဲ့လိုဖြစ်အောင် မြဲကြည့်ခဲ့ရပါဘူး။ပြန်ကြည့်ပြန် train တော့ကြာတော့အခုဆရာဖြူပြီးသားထဲမှာပြန်ပို့ထင်းနေတာကြောင့်ပို့တိပါဘလူးဘလူးမျိုးဆိုတော့အဲ့လိုမျိုးပို့မှန်နားလေးပါပေါ့။ချင်းပြေပါညီမကြာတစ်နှစ်တစ်ခါစီးနေကြဆက်။ဒီကနေ့ပြိုင်နေဆိုလေတစ်နှစ်တစ်ခါဒီ6လကတော့စီးနေကြ။ဟုတ်တစ်နှစ်တစ်ချိန်6လမှာပေါ့ရောက်တဲ့အချိန်ပေါ့။အားရနေပါပြီ။ဒါမဲ့လေတို့ရဲ့လိုအပ်ချက်လေးတွေပေါ့ရှိနေရဲ့လိုအပ်ချက်လေးတွေတော့ထပ်ပြီးတော့လိုအပ်ချက်ဆိုတာမဖြစ်လာအောင်အားနေချက်ကနေအားသာချက်ကိုတော့ထပ်ပြီးဖြည့်နေရပဲနေ့တိုင်းရတော့နိ ူတို့တွေအကုန်လုံးကိုတော့အမြင်နဲ့မှားတာကကိုပြိုင်ရမှာကိုကိုကိုပဲကိုကိုကိုပဲပြိုင်မှာတခြားလူမပြိုင်နဲ့ဟိုဒီနေ့ကငါနဲ့မနေ့ဖြန်ငါနဲ့မတူပါဘူးအဲ့ဒီဟာ remind လောက်ခိုင်းတာတို့အမြင်နဲ့ကိုကောင်နဲ့မှာကို remind လောက်မနေ့ရောက်တာနဲ့ဒီနေ့ရဲ့လိုအပ်ချက်မနေ့ဖြန်ရဲ့လိုအပ်ချက်အဲ့တော့လိုအပ်ချက်တိုင်းကိုပြုပြင်အကိုရဲ့အားနည်းချက်ကိုအားသာချက်ကိုပြအောင်အားသာချက်ရောက်သွားပြီဆိုလေအဲ့အားသာချက်ပေါ်မှာထပ်ပြီးတော့ခိုင်မြဲသွားအောင်အဲ့အားသာချက်ကိုပြန်ပြီးမွမ်းမံခိုင်းတယ် အပိကြိုင်ပရိသတ်ဒီပေါ့နော်ဒီ journey တစ်လျှောက်လုံးမှာ slang အပိကြိုင်ပရိသတ်ဒီအားလုံးကျေးဇူးများကြီးတင်ပါတယ်ပြီးတော့တချင်းလေးလဲမျော်နေရတဲ့သူတွေအတွက်လည်းဒါမကြခင်တချင်းလေးလဲတင်ပြရမယ်ပြီးတော့ advocacy project video လေးလဲတင်ပြရမယ်ပေါ့နော်ပြီးတော့မကြခင်မှာလဲ national costume competition လဲရောက်တော့မယ်ဆိုတော့အဲ့အတွက်လဲအပိကြိုင်ဖို့ပြည့်ချင်ပါတယ်ပိုင်းနေလဲရောက်တော့မယ်ဆိုတော့အားလုံးတူတူအပိကြိုင်ဖို့ပြည့်ချင်ပါတယ်ရှင်ဟိုတော့အပိနေကြတဲ့အဲ ညာပိတ်သက်ပြီပေါ့နော်တော့အကောင်းဆုံးကြိုးစားပါပါမယ်ဒီထက်လူဟာရှိလို့ရှိရလဲပြောပြပြီပါအကောင်းဆုံးဖြစ်အောင်ကြိုးစားပါပါမယ်လို့ပြောချင်ပါတယ်ရှင်အာအပိတ်ကြပါအောင်လို့ဆန္ဒအများကြီးကြိုးစားနေပါတယ်အရင်အထက်နစာကျူးစမ်းနေပါတယ်ဆိုတော့ပရိသတ်တွေစိတ်မပြည့်စည်ရပါဘူးအမျိုးတွေစိတ်မပြည့်စည်ရပါဘူးအားပေးကြပါအောင်လို့ဒီကနေပြီးတော့အာဒီနေ့တောင်းချင်ပါတယ်ရှင်ကလေးတွေအားလုံးကဟိုသူတို့ရဲ့ကိုယ်စွမ်းဉဏ်စွမ်းရှိသလောက်တတ်နိုင်ဆုံး and joint competition ဖြစ်အောင် ပြိုင်ဖို့တော့မှားထားတယ်သူတို့အားလုံးလည်းအတန်းတိုင်းဆုံးဂျူးစားတယ်ပြောင်းလဲတယ်ပြုပြင်ပေးတယ်အဲ့တော့ predator တွေနေနေရတဲ့လိုအပ်တာကိုထောက်ပြပြီးတော့အကြံပြုပေးပါအဲ့တော့လိုအပ်ချက်တွေကိုအကောင်းဆုံး moment ပြီးတော့ပြုပြင်ပေးသွားပါမယ်အားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးပါရှင်